မောင်နှောမြို့နယ်မှာရှိတဲ့အောင်စေရရဲခင်းစခန်းရဲ့အရှိတောင်ဘက်ကိုဖေဖော်ဝါရီလ3ရက်မနက်9:15မိနစ်အချိန်ကမတင်ငါွယ်လူ6ဦးချင်းကပ်လာတာကြောင့်၆လံပြစ်ခတ်ခဲ့ရတယ်လို့နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီကဖေဖော်ဝါရီလ9ရက်ရက်စွဲနဲ့သတင်းထုတ်ပြန်ထားပါတယ်။ ချင်းကလာသူတွေဟာ၆လပြည့်ခတ်မှုကြောင့်ပြန်လည်ထွက်ပြေးသွားခဲ့ပြီးထွက်ပြေးလွတ်မြောက်နေသူတွေကိုနေမြေကန်ရဲတပ်ဖွဲ့ဝင်တွေကဆက်လက်ရှာဖွေလျက်ရှိရလို့လဲအဆိုပါသတင်းထုတ်ပြန်ကြမှာပါရှိပါတယ်။ပြီးခဲ့တဲ့2016ခုနှစ်အောက်တိုဘာလ9ရက်မနက်တနအိခွဲခန့်ကလည်းမောင်နှုံးမြို့နယ်တိကဲမြင့်အမှတ်1နေသားဆောင်ရဲကုတ်ကဲမှုအဖွဲ့ဌာနချုပ်အပါဝင်ကိုတန်ကောင်းနဲ့ငခုရနေသားဆောင်စခန်းသုံးဦးတို့ကိုဘင်္ဂလီအကြမ်းဖက်သမားတွေကတပြိုင်တည်းဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တဲ့အတွက်ရဲတပ်ဖွဲ့ဝင်9ဦးကြာဆုံးခဲ့ရပြီးလက်နက်မျိုးစုံ52လက်နဲ့ခေရင်1000ကျော်လည်း ောက်ဆုံးသွားခဲ့ပါတယ်။အလားတူ2016ခုနှစ်နိုဝင်ဘာလ3ရက်နေ့ကလည်းမောင်နှောနယ်တောင်ပိုင်းနူရူလာကျေးရွာရေကင်းစခန်းကိုအတက်ဖတ်သမားတွေကစိုက်ကင်းနဲ့လာရောက်ပစ်ခတ်ခဲ့တာကြောင့်ကင်းဆောင်နေတဲ့ဒုဒက်ချက်တအူးနဲ့တက်ချက်တအူးတနက်ထိမှန်တရားရရှိခဲ့ပြီးဒုဒက်ချက်ဟာအခင်းဖြစ်ရာနေရာမှာပဲသေဆုံးသွားခဲ့လို့သိရပါတယ်။ဖေဖော်ဝါရီလ၄ရက်ည9:00နာရီခွဲအချိန်ကလည်းမောင်နှမမြို့နယ်ရေခဲချောင်းရွာကနေကွားဆောင်ရွာကိုသွားရလန်ကွားဆောင်ရွာဝင်ဂိုင်900ခန်းအကွာမှာရှိရေဂျိုးပစုံကန်အနီးမှာ ။ကွာစုံကြည့်ရအုတ်ထုတ်ရေးမှုဟောင်းအီဒရစ်ဆိုသူတပ်ပြတ်ခံခဲ့ရတယ်လို့နိုင်ငံတော်အတိုင်းအမြန်ရုံသတင်းထုတ်ပြန်ရေးကော်မတီကသတင်းထုတ်ပြန်ပါတယ်။ တေဆုံးသူရဲ့အလောင်းကိုစစ်ဆေးရမှာလေဘင်းဝက်ဘက်ထိုးသွင်းလိဖြက်တရံတစ်ချက်၊ရှာရင်အောင်အောက်ဘက်ထိုးသွင်းတရံတစ်ချက်၊ရှာနန်ကြာထိုးသွင်းတရံတစ်ချက်၊ရာလက်ကောက်ဝက်လိဖြက်တရံတစ်ချက်တို့နဲ့တေဆုံးနေရဖြစ်ပြီးအဲ့ဒီဖြစ်စဉ်အပေါ်ငခုရနယ်မြေရဲစခန်းကတရားဥပဒေလုံထုံးလုံးကြီးတွေနဲ့အညီဆက်လက်ဆောင်ရွက်လျက်ရှိရလို့သတင်းထုတ်ပြန်ကြမှာပါရှိပါတယ်။ရခိုင်ပြည်နယ်မောင်နှောခရိုင်အတွင်းအကြမ်းဖက်သမားတွေတပ်ဖြတ်မှုကြောင့်ဖေရိုလာတရက်အထိပြည်သူ73ဦးတေဆုံးပြီးဖြစ်ကြောင်းနဲ့အကြမ်းဖက်တိုက်ခိုက်သူတွေဟာအမှန်တရားဖော်ပြခြင်းမပြုနိုင်ဘို့ အကြောက်တရားကြီးဆိုးစေဖို့နဲ့တာဝန်ရှိသူတွေနဲ့ပူးပေါင်းဆောင်ရွက်မှုမရှိစေဖို့တွေကိုရည်ရွယ်ပြီးအယက်သားပြည်သူတွေနဲ့ကြေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တွေကိုအကြောင်းမဲ့ဖမ်းဆီးတပ်ဖြတ်မှုတွေပြုလုပ်ခဲ့တာဖြစ်တယ်လို့နိုင်ငံတော်အတိုင်ငယ်ရုံးသတင်းထုတ်ပြန်ရေးကော်မတီကသတင်းထုတ်ပြန်ထားပါတယ်။